င်္ဂလာပါကျွန်တော်တို့တနက်မှာ Excel Accounting နဲ့ Excel Advance ကပါကွာလဲဆိုပြီးတော့မှမိထားတဲ့မိကွန်လေးတွေရှိတယ်အဲ့တော့ Excel Advance ဆိုတာကကျွန်တော်တို့နားလည်အောင်ပြောရမယ်ဆိုလို့ရှိရင်သူက Excel Advance ကိုတည်တည်ချာချာလေ့လာတာဘယ်လိုမျိုးလေ့လာတာလဲဆိုလို့ရှိရင် Excel ကပါလဲ Excel ကဘယ်သူထွင်ထားတာလဲအဲ Excel ထဲမှာဆိုလို့ရှိရင်မှာ Quizzes 2ပါဆိုလို့ရှိရင် Quizzes 2ပါကိုဘယ်လိုပုံစံမျိုးတွေနဲ့လေ့လာရတာလဲ file save တဲ့အခါမှာဆိုရင်ရောအဲ file save တဲ့အခါမှာဘယ်နှမျိုး save လို့ရတာလဲအ print ထုတ်တဲ့အခါမှာဆိုရင်လည်း printing layout တွေကဘယ်လိုမျိုးတွေသုံးရတာလဲကိုက print ထုတ်တဲ့အခါမှာကိုဘယ်လို setting တွေကိုချိန်ရတာလဲအဲ့ဒါတွေကိုအသေးစိတ်သိရတယ် function ဘိုင်းမှာဆိုလို့ရှိရင်လည်း basic function ကနေစပြီးတော့လေ့လာရတယ်။ဥပမာ basic function မှာဆိုလို့ရှိရင်လည်း auto sum function ဆိုရင်လည်း auto sum function ကအာဒီဘယ်နှမျိုးသုံးလို့ရတာလဲ၊ဘယ်နေရာတွေမှာသုံးလို့ရတာလဲ အော်ဘီအဲဆိုရင်အဲ့ဒီ auto sum မှာမှာ sum function နဲ့ sub total တွေကဘလို့ကွာခြားသွားတာလဲဟုတ်ပြီ auto sum မသုံးမဲနဲ့ဒီဟိုဘလို့ပြောမလဲသူ့ရဲ့ systematic ထဲမှာပါတဲ့ data ကိုသုံးမဲဆိုရင်ရော သုံးလို့ရလား auto sum မသုံးမဲနဲ့ table ကိုပြောင်းပြီးတော့သုံးလို့ရလားဟဲ့အဲ့လိုမျိုးတွေပေါ့အာအတချက်တွေအားနည်းချက်တွေလေ့လာရတယ်အာပြီးတော့လို့ရှိရင် left function နဲ့ find function တွေကိုဘလို့မျိုးတွေတွဲပြီးတော့သုံးတာလဲဥပမာ test function တွေနဲ့တည့်ရန်တိုင်း function တွေကိုဘယ်လိုမျိုးတွေတွဲပြီးတော့သုံးတာလဲဘယ်လိုလုပ်ငန်းတွေမှာအဓိကသုံးကြတာလဲဥပမာ banking ဘိုင်းတွေမှာဆိုရင်လည်းဘယ်လို function တွေကိုသုံးရတာလဲ what if analysis တွေဆိုရင်ရောဘယ်လိုမျိုးတွေလုပ်ရတာလဲ conditional formatting မှာဆိုရင်လည်း conditional formatting ကို advanced နဲ့တွဲပြီးတော့ function တွေနဲ့တွဲပြီးတော့ဘယ်လိုမျိုးတွေအလုပ်လုပ်တာလဲအဲ့ဒီအပိုင်းလေး summarizing လုပ်တဲ့အခါမှာဆိုရင်လည်း summarizing ကိုဘယ်လိုအခြေအနေတွေနဲ့လုပ်လို့ရတာလဲဘယ်နှမျိုးတွေသုံးလို့ရတာလဲအဲ့ဒီအပိုင်းလေးကို advance excel ကတင်ချလေ့လာရတာအဲ့တော့အဲ့ဒီ advance excel ကိုလေ့လာပြီးပြီ advance excel ဆိုတဲ့နေရာမှာ excel အကြောင်းမပါတာကျန်တာမပါဘူးဥပမာ accounting နဲ့ပတ်သက်တဲ့ data တွေလည်းမပါဘူးကျွန်တော်တို့သင်တန်းမှာပေါ့နော် accounting နဲ့ပတ်သက်ပြီးတော့လည်းမပါဘူး HR နဲ့ပတ်သက်ပြီးတော့လည်း advance excel မှာမပါဘူးဒါပေမဲ့အဲ့ဒီမှာမှာ accounting excel လို့ပြောလိုက်တယ်ဆိုလို့ရှိရင် excel မှာပါတဲ့ tools တွေ excel မှာပါတဲ့ function တွေကို accounting knowledge နဲ့ပေါင်းပြီးတော့မှာ လိုအပ်တဲ့ excel function တွေလိုအပ်တဲ့ tools တွေကိုယူပြီးတော့မှ accounting knowledge နဲ့ပေါင်းပြီးတော့မှ sales ledger တွေဖန်တီးတာ purchase ledger တွေ inventory ledger တွေအာပြီးတော့လို့ရှိရင်ဒီဘက်တို့အဲ့ပါရှိသေးလဲဆိုလို့ရှိရင်စင်းချုပ်တဲ့အပိုင်းနေပြီးရင်စင်းတွေကိုတစ်ခုနဲ့တစ်ခု link လုပ်တဲ့အပိုင်းနေအဲ့ဒါတွေကိုကြတော့ accounting မှာသူက link လုပ်လိုက်တာအရှိမရှိတဲ့ excel function တွေနဲ့ဒီနောက်မှာရှိနေတဲ့ accounting knowledge တွေနဲ့ပေါင်းပြီးတော့မှစင်းချုပ်တဲ့အထိအဆင့်ကိုသွားတာ အဲ့ဒါကြာအိဇဲအကောင့်တွေအဲ့နှစ်ခုကအကွာပါတယ်တေချာလေးရှင်းပြလိုက်ပြီเนาะကျေးဇူးတင်ပါတယ်